ဖေပြောတာတော့ငါမှုသုံးမှတ်လောက်ပဲရှိတယ်အဖေလက်ခက်ကြတော့အကိုတီးတဲ့ဖေကျွန်တော်တီးတဲ့အရွယ်လောက်ကတော့၃ချက်၅ချက်အဲ့ဝင်နေဒီမရဲ့ပန်းလေးခောက်ဆွဲရဲ့နောက်စိတ်သားကပတ်ရဲ့အဲ့ဒါကြတော့သူကြိုက်များတာပေါ့ကျွန်တော်တို့ဆက်အကြိုက်ဆုံးအစားကဒီမကတော့ဒီမရောင်းတာ6000ပန်းလေးခောက်ဆွဲက8000 စိတ်သားကပတ်ကတော့2000တန်ရှိတယ်1000ခွဲတန်ရှိတယ်ဟိုသူနိုင်သူလိုနိုင်သူပေါ့နော်ချိန်ပြီးတော့ဝယ်စားကြတော့ခေါက်ဆွဲကတော့ကျွန်တော်15-18လောက်သွားတယ်ခေါက်ဆွဲကတော့ဒီမားရောဒီနေ့ဘယ်နှစ်လောက်ရောင်းလဲဒီမားကတော့ကျွန်တော်တို့စိတ်သားအချိန်ရင်းနဲ့ပြောမယ်ဆိုလို့ရှိရင်14ဘိတ်သာ15ဘိတ်သာပေါ့ချက်နေတာချက်ကောဟုတ် တော့လွန်ခဲ့တဲ့နှစ်ပေါင်း80လောက်တည်းအစာဖွင့်အဖိုးလက်ထက်နေပြီးတော့ကျွန်တော်အဖေလက်ထက်ကျွန်တော်အဖေကနေကျွန်တော်လက်ထက်အဲ့လိုလက်ဆင့်ကမ်းမျိုးစင်တယ်လက်ဆင့်မျိုးစင်တယ်တော့အဖေပြောတာတော့ငါမှုသုံးမှတ်လောက်ပဲရှိတာအဖေလက်ထက်ကြတော့အကိုတိတဲ့အဖေကျွန်တော်တိတဲ့အရွယ်လောက်ကတော့၃ချက် ငါးချက်အဲ့ဝင်ကြလာဘူးကျွန်တော်ကဒီအဖေ့လုပ်ငန်းဝါသနာပါလေငငယ်လေးကဝါသနာပါတော့ကျွန်တော်ရှစ်တန်းចောင်းသားနေပြီးတော့ចောင်းထွက်ပြီးတော့အဖေ့ဘေးနားမှာကတ်ပြီးအလုပ်လုပ်ခဲ့တာနော်လုပ်လုပ်ပြီးတော့အဖေ့ရဲ့ဒီပညာကိုရောင်းယူခဲ့တာပြီးတော့ကိုယ်တိုင်ဝင်ကြော်တယ်ကိုယ်တိုင်လုပ်တယ်အကောင့်တူတူပဲမှာမဆလာလေးကိုကြတော့မဆလာဟိုအာကျွန်တော်တို့ကမဆလာအဖိုးလက်ထက်တယ်ကိုယ်တိုင်ပဲကြိတ်တယ်နော်ကိုယ်တိုင်ပဲကြိတ်အဖြစ်မဝဲမတော့ မဆလာတော့ကိုယ်တိုင်ပဲကြိတ်အဲ့တိုင်းပဲကျွန်တော်တို့အစင်စင်ဆက်လောက်လာတာကီးမာရယ်ပန်းလေးခောက်ဆွဲရယ်နောက်စိတ်သားကပတ်ရယ်အဲ့ဒါကျတော့လူကြိုက်များတာပေါ့ကျွန်တော်တို့စက်အကြိုက်ဆုံးအစားတာပေါ့အခုဆိုလို့ရှိရင်ကျွန်တော်သားကိုလက်ဆင့်ကမ်းသွားပြီနော်ဒါအခုနကကြော်လာရတာကျွန်တော်သားတွေနော်ဟိုသူတို့တွေကြော်လာပြီး ပြီးတော့မိသားစုကလည်းဖူလုံလာပါတော့ဒီလုပ်ငန်းကပါဆိုနာမည်လည်းရှိတယ်အရသာလည်းကောင်းတယ်ပေါ့နော်အဲ့ဒီဘောမှာလူတွေက complain မရှိဘူးအစားအသောက်ကိုတန်တန်ရှင်းရှင်းလုပ်ဖို့အရေးကြီးတယ်နောက်တစ်ခုကတော့လက်ဆက်တဲ့ပစ္စည်းကိုဝယ်သုံးရမှာပေါ့နော်နောက်ခုနညီမပြောလို့ပေါ့မဆလာလည်းအဓိကပဲအဲ့မဆလာကကြတော့ဆိုင်တွေမှာ ready made ဝယ်လို့တော့မရဘူးเนาะ ိုယ်တိုင်ပေါ်ဆက်ပြီးတော့လုံးကြီးမှအဆင်ပြေကြီးမကတော့ဒီမှာရောင်းတာ6000ပေါ့ပန်းသေးခေါက်ဆွဲက8000စိတ်သားကပတ်ကတော့2000တန်ရှိတယ်1000ဝဲတန်ရှိတယ်ဟိုသူနိုင်လို့နိုင်လို့ပေါ့နော်ချိန်ပြီးတော့ဝယ်စားကြတော့ဟုတ်ကြီးမကမှာတော့ကျွန်တော်တို့ဒီမှာကတော့စိတ်သားရှိတယ်စက်သားရှိနှမျိုးရှိတာပေါ့နော်နောက်တချို့ကြတော့တပွဲတည်းဝယ် တစ်ချက်ပဲယူရပါတော့အဲ့တစ်ချက်ကိုတို့ကစိုက်စိုက်ကြီးပေါ့နော်ကျွန်တော်ဒီမှာစိုက်မှာပေးတော့နာမည်ဘိုးကျုံးလို့ပေးတာအဘိုးကျုံးကြတော့ကျွန်တော်ဖီဇာစိုက်လောက်ရှိတာပေါ့နော်တချို့တွေကအဲ့လိုတစ်ချက်ဝယ်ပြီးတော့နှစ်ယောက်သုံးယောက်စားကြအဲ့လိုတော့ရှိတယ်အဲ့ဒါကြောင့်တစ်တောင်းပေးရတာပေါ့နော်ဘလိုပုံမှန်တစ်ချက်ကတော့6000အဓိကတော့ဒီအသားကိုနုညံ့အောင်ပေါ့နော်ဟိုအသားမိုင်လူတွေကလက်မခံအသားကိုနုအောင်နုအီအောင်ပေါ့အဓိကလုပ် ကြိုတင်ပြီးတော့လှုပ်ထားရတာပေါ့နော်အဲဒါလေးတွေကလေးဝက်ချက်လေးပေါ့နော်ဟုတ်နောက်ဒီဟင်းတဝဲဟိုအခုထားပါဆို2000ခန်းဟင်းတဝဲဆိုလို့ရှိရင်ဒါမိသားစုစားလို့ရတယ်ပေါ့နော်ဒီကစတမာတွေကလည်းကျွန်တော်မှတ်မိတယ်လေမှတ်မိတယ်ဒီကစတမာတွေအားလုံးကအဖေရှိတဲ့အချိန်တွေကကျွန်တော်လက်ကစားလာတယ်။စားလာတော့အဆင်ပြေတယ်။ complaint တော့မရှိဘူး။စိတ်ကြရတော့သူကအသာကြီးပဲ အယိုးမပါဘူးနော်အသားကြီးပဲသူလည်းတပွဲအောင်2000လန်ရှိတယ်1500လန်ရှိတယ်ပိတ်တဲ့အကြိုက်ဆုံးကတော့ကီမာပဲကီမာပဲဒါပေမဲ့ကျွန်တော်ခုနပြောတဲ့3မျိုးကတော့အကြိုက်ဆုံးပေါ့ကီမာရယ်ပန်းသေးရယ်စိတ်သားကပတ်ခေါက်ဆွဲကတော့ကျွန်တော်15-18လောက်သွားတယ်ခေါက်ဆွဲကကီမာရောဒီနေ့ဘယ်နှစ်ခုလောက်ရအောင်ကီမာကတော့ကျွန်တော်တို့စိတ်သား အချိန်ရင်နဲ့ပြောမယ်ဆိုလို့ရှိရင်14ဘိတ်သာ15ဘိတ်သာတော့ပြောချက်နေတာချက်ကရောဟုတ်ဒီမျိုးရပါတယ်မျိုးစားလို့ရတယ်ဟလာဖြစ်တယ်တချို့မိတ်ဆွေတွေဆိုလို့ရှိရင်သူတို့ကပြောတာပေါ့မလို့ဆန်မှန်ကငါမှုသုံးမှတ်တဲ့စားလာတာအဲ့လိုပြောတဲ့လူတွေရှိတယ်အဲကျွန်တော်ဆန်ကတော့မင်္ဂလာတောင်ညောလန်တီယာ20ထိဘုံမင်းအောင်လမ်းမှာဖွင့်လာတယ်ဖုန်းနံပါတ်ကတော့09420 30 1745 ။ဟောတန်ငန်းကျွန်းမှာလည်းဒီဇိုင်းဖွင့်တာပါပဲ။လွတ်လပ်ရေးလမ်းမပေါ့။ chess ဖျားကြောင်ရှိတယ်။